မင်္ဂလာပါဒီ VF ဖက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဆက်အုပ်စုရဲ့အထိမခံရွေးကောက်ပွဲကိုဝေဖန်ပြောဆိုသူတွေအပေါ်ဖန်ဆီးဖို့အတွက်စစ်လော်ဘီတွေကဘလို့တွေလှုံ့ဆော်နေလဲဘလို့ဖန်ဆီးအရေးယူနေလဲမိုးကုတ်ကောက်ကွင်းကြောက်လုတ်ကွက်တွေမှာ TNL နဲ့ PDF တွေကပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးချနေလားရွှေပင်ရွာကလူနေအိမ်တွေကို PDF တွေကမီးရှို့ဖျက်ဆီးခဲ့သလား စရတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတုသတင်းအမှားတွေဝေခွဲရခန့်နေ DVB Factor Facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DVB Factor Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတော့တိဆက်သူအိမ်ပါ။ ဆက်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆက်အုပ်စု lobby တွေကပုံစံမျိုးမျိုးနဲ့ဝါဒဖြန့်မှုတွေဆက်လက်လှုပ်ဆောင်နေသလိုဖန်ဆင်းအရေးယူမှုတွေအတွက်လည်းလက်ရှိမှာ ပိုပြီးတိုးလာနေပါဗျ။ဒီအထက်မှာမှကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအကြောင်းရေးသားခဲ့တဲ့ online သတင်းဌာနတစ်ခုဖြစ်တဲ့ AAMMJ News ရဲ့တာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ဖန်ဆင်းဖို့ကိုပါနိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပါဗျ။ ဒီလို AAMMG ကိုစစ်အုပ်စုဘက်ကတရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး DV ဖက်ချက်တင်းက AAMMG ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်သူတို့ရဲ့ဒီဝါဒဖြန့်မီဒီယာကြီးဖြစ်တယ်မြောက်ဒီမြမတန်အပေါဝင်ပေါ့နော်အခြားသောဂျန်နဲ့ဒီသူရဲ့စစ်လော်ဘီတွေကထုတ်ပြန်လို့ပေါ့နော်ဟိုဒီကျွန်တော်တို့ AAMMG news တင်းဌာနကိုဒီရုပ်ဘဲကဝေးဥပဒေနဲ့တရားစွဲဆိုထားတယ်ဆိုတာကိုကျွန်တော်တို့သိရတယ် တော့ကျွန်တော်တို့လက်ရှိတော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်အော် AMIG အဖွဲ့သားတွေတရားဥပမာဖန်ဆီးခံထားရခြင်းလုံးဝလုံးဝမရှိပါဘူးအဲ့တော့အဲစစ်တပ်ကဟိုဘာလို့တရားဆွဲတယ်ဘာကြီးဆက်လုပ်တယ်ဆိုတာတော့ကျွန်တော်တို့လည်းဟိုမပြတ်ပြတ်တက်ပါဘူးဟုတ်ဆိုတော့ကျွန်တော်တို့အကြံဆုံးသိထားတာတော့သူတို့ရဲ့ဒီသတင်းထုတ်ပြန်ထားတဲ့အကြောင်းအရအပေါ်ပဲဟိုကျွန်တော်တို့သိရပါတယ်ဂျန်နန်နဲ့နောက်ဆက်တွဲတွေကတော့ဟိုကျွန်တော်လည်းမသိပါဘူးခင်ဗျာ စစ်အုပ်စုဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေဆိုပြီး2025ခုနှစ်ဇူလိုင်လ26ရက်နေ့ကမှစတင်ထုတ်ပြန်ခဲ့တာပါဥပဒေဆိုပြီးထုတ်ပြန်ခဲ့တာအချိန်လေးလမပြည့်ခင်နိုဝင်ဘာလ21ရက်နေ့အထိရွေးကောက်ပွဲဥပဒေနဲ့အမှုဖွဲ့ခံထားရသူ146ဦးထိရှိပြီး ဖမ်းဆီးခံရသူ32ဦးထိရှိတယ်လို့စစ်အုပ်စုထုတ်ပြန်တဲ့အချက်လက်ကို DVB data တင်းကစုစည်းထားတဲ့အချက်လက်အရာသိရပါတယ်။လက်ရှိမှာတော့လူပုဂ္ဂိုလ်တဦးချင်းကိုအမှုဖွင့်အရေးယူထားတာတည်းမကပဲကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီးဖြစ်ရမှန်ကိုသတင်းရေးသားထားတဲ့သတင်းဌာနကိုပါဖမ်းဆီးဖို့အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ဒီဘီဖက်ချက်အနေနဲ့စစ်အုပ်စုနဲ့စစ်တပ်လော်ဘီတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြန့်ဝေမှုအမျိုးမျိုးကို volunteer data analysis တွေရဲ့အကူအညီနဲ့ကြော်စွာမြန်မာ hot. နှွေမောင် news သတင်းဦးနေပြည်တော်မှိုင်းဝေရွှေနေကြာဟန်ရင်ဦးနဲ့မြန်မာ electoral news စတဲ့ telegram channel တွေကအထူးကထားစောင့်ကြည့်ခဲ့ပါတယ်။ရွှေကောက်ပွဲကျင်းပမဲ့လကိုကြင်ညာခဲ့တဲ့2025ခုနှစ် April လကနေ November လတတိယပတ်ထိစောင့်ကြည့်ခဲ့တာပါ။ဒီလိုစောင့်ကြည့်ခဲ့ရမှာ channel 9ခုကနေ ဧပြီလမှနိုဝင်ဘာလတတိယပတ်အထိ post ပေါင်း1200ကျော်အထိဖြန့်ဝေခဲ့တာပါ Telegram channel တွေကိုအဓိကစောင့်ကြည့်ခဲ့တဲ့အချိန်မှာကြော်စွာ channel ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအများဆုံးဖြစ်ပါတယ်ကြော်စွာ channel ကနေ post ပေါင်း305ခုအထိဖြန့်ဝေခဲ့ပြီးမြန်မာ hot hot channel က post ပေါင်း251ခုနဲ့ရွှေနေကြ Telegram channel ကနေ236ခုအထိဖြန့်ဝေခဲ့ကြတာပါ ဒါအပြင်ဒီဖြန့်ဝင်နေတဲ့ channel တွေကို subscribe လုပ်ထားသူတွေကလည်းများပြပြီး subscriber အရေအတွက်နှစ်သိန်းနီးပါးအထိရှိတဲ့ channel တွေပါပါဝင်နေတာပါ။ဒါကြောင့်စစ်အုပ်စု lobby တွေရဲ့ဖြန့်ဝင်မှုဟာပြန့်နှံ့မှုများနေတာထင်ရှားပါတယ်။ဒါအပြင်ဖြန့်ဝင်မှုတွေဟာလည်း Telegram channel တစ်ခုတည်းကို UTP ဖြန့်ဝင်နေတာမဟုတ်ပဲ TikTok, YouTube နဲ့ Facebook မှာလည်းဖြန့်ဝင်နေတာပဲဖြစ်ပါတယ်။ကျော်စွာ Telegram channel ဟာဆိုရင် TikTok နဲ့ YouTube account တွေလည်းရှိပြီး နေ့စဉ်လိုလိုဝါရဖြန့်ပြောကြားနေတာပဲဖြစ်ပါတယ်။ဒါအပြင်မှိုင်းဝေ Telegram Channel ကလည်း Facebook Account ရှိပြီးနေ့စဉ်လိုလိုဝါရဖြန့်နေတာပဲဖြစ်ပါတယ်။ဒီလိုဖြန့်ဝေမှုတွေထဲမှာဆိုရင်ဆက်အုပ်စုပါတီဖြစ်တဲ့ကြန့်ခန့်ရေးပါတီကိုအ धिक ဥတီဖြန့်ဝေနေသလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကသဘောမကျမိတဲ့အတွေ့အမြင်တွေဆိုရှယ်မီဒီယာပေါ်မှာရေးသားမိတယ်ဆိုရင်ကိုပဲဖန်ဆီးဖို့အတွက်လက်ရှိအချိန်ထိလှုံ့ဆော်နေသေးပဲဖြစ်ပါတယ်။ဒီလိုပဲမြေပြင်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုလည်းအရေးယူဖို့လှုံ့ဆော်နေတာတွေ့ရှိရပါတယ်။စစ်တပ် lobby တွေကလှုံ့ဆော်နေသလိုစစ်အုပ်စုဘက်ကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး posting ရေးသားသူတွေနဲ့ react ပေးသူတွေကိုပါမကြမ်းလိုက်လံစီစစ်ဖမ်းဆီးပြီးရွေးကောက်ပွဲဥပဒေကိုအသုံးချကာကြီးလေးတဲ့ထောင်ဒဏ်တွေချမှတ်နေတာပါ။ရွေးကောက်ပွဲနဲ့ပတ်သက်လို့ Facebook ပေါ်မှာရေးသားခဲ့တဲ့ပြည်သူတအူးကို August 24ရက်နေ့မှာစစ်အုပ်စု lobby တွေက ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ပြီးမကြခင်မှာပဲစစ်အုပ်စုဘက်ကအမှန်တကယ်ဖမ်းဆီးပြီးထောင်ဒဏ်9နှစ်အထိချမှတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုမှီတည်ပြီးစစ်အုပ်စု lobby တွေဟာရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်သူတွေပြောဆိုသူတွေရွေးကောက်ပွဲဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှလူ့တမျှအရေးယူမှဆိုပြီးဩဂတ်စ်လအတွင်းကချင်းချောက်ပြောဆိုခဲ့ပါသေးတယ်။အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့အနေနဲ့ရမှာခင်ဗျားတို့ဘယ်ဘက်ကိုပဲမျက်နှာမို့ဘယ်ဘက်ကိုပဲမျက်နှာမို့ခင်ဗျားတို့ဘာကိုပဲကြိုက်ကြိုက် ဥပဒေရရှိတယ်ဒီရွေးကောက်ပွဲကာလမှာတေချာအခြားသောဥပဒေတွေနဲ့ကျွန်တော်အရင်ပြပါအောင်ပြီးခဲ့တဲ့ရက်ကမှာအစ်စ်ပြဋ္ဌာန်းလိုက်တဲ့ပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲများကိုနှောက်နှောက်ရှက်ဟန္တာချင်းမှကာကွယ်ဥပဒေဒါနဲ့ပဲယူပါမလဲအရေးယူပါလိမ့်မယ်ဒါအပြင်စက်တင်ဘာလအတွင်းမှာပဲစစ်အုပ်စုခေါင်းဆောင်ကလည်းရွေးကောက်ပွဲကိုဖျက်ဆီးသူတွေကိုထိရောက်စွာအရေးယူမယ်ဆိုပြီးပြောဆိုမှုတွေလှုံ့ဆော်ခဲ့ပါတယ်ဒီဖြစ်စဉ်အပြီးမှာပဲ စစ်အုပ်စုဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖမ်းဆီးအရေးယူမှုတွေစက်တိုက်လှုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်စစ်အုပ်စုကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ယူဆမှုနဲ့ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာကိုရန်နိုင်ကြည်ဝင်း23နှစ်ကိုအောင်ရဲထွတ်24နှစ်နဲ့မတ်ရမင်းထက်16နှစ်တို့ကိုစစ်ကောင်စီကော်မရှင်တရားရုံးကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ကကြီးနဲ့ထောင်ဒဏ်250နီးပါးအထိကိုချမှတ်ခဲ့တာပါ။ ဒါအပြင်ကယားပြည်နယ်လွိုက်ကော်မြို့ကအသက်16နှစ်16နှစ်နဲ့18နှစ်အရွယ်ကလေးငယ်3ဦးကိုရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ22ရက်နေ့မှာစစ်ကော်မရှင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်လော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကလေးငယ်တွေပါမချမ်းဆက်ဆက်ထိမခံတုံ့ပြန်နေတာထင်ရှားနေပါတယ်။ဇူလိုင်လ26ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာ ကာကွယ်ရေးဥပဒေဆိုပြီးထုတ်ပြန်ခဲ့တယ်လို့ဩဂတ်စ14ရက်နေ့မှာလဲအင်တာနက်ပေါ်မှာပြည်သူတွေရဲ့လွတ်လပ်စွာရေးသားဖြန့်ဝေမှုတွေကိုစောင့်ကြည့်အရေးယူမဲ့ကော်မတီကိုဖွဲ့စည်းခဲ့တာပါဆဲအုစုဟာနီးပညာကျွမ်းကျင်သူတွေပညာရှင်တွေနဲ့အွန်လိုင်းပေါ်မှာ24နာရီစောင့်ကြည့်သွားမယ်လို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆဲအုစုဟာတရားဝင်ဖြစ်နိုင်ဖို့ရွေးကောက်ပွဲကို အားထားဆောင်ရွက်နေချိန်မှာ ပြည်သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့အနိုင်ကျင့်ဖမ်းဆီးနေတာထင်ရှားနေပါတယ်။ဆော့အုပ်စုဟာသူတို့ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုဆက်စပ်တိမခံပဲရွေးကောက်ပွဲဥပဒေကိုလက်တလုံးချအတုံးချကပြည်သူတွေကိုကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ပြီးချိန်ချုပ်နေတာကိုရှင်းလင်းစွာတွေ့မြင်ရပါတယ်။ဆော့အုပ်စုဟာရွေးကောက်ပွဲကို ခေါင်းစဉ်တက်ထားတဲ့ဥပဒေထုတ်ပြီးပြည်သူတွေကိုချင်းချောက်ထားတဲ့အပြင်စစ်လော်ဘီတွေကလည်းပုံမှန်မျိုးစုံတက်ပြီးအကြမ်းဖက်ဖမ်းဆီးပြီ အွန်လိုင်းကနေသွေးထိုးလှုံ့ဆော်မှုတွေနဲ့ဝါရဖြန့်ချိမှုတွေကိုအရှိန်အဟုန်နဲ့လှုံ့ဆော်လာခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။အေးယူဖို့ဆိုပြီးသတင်းတို့သတင်းအမှားကော်မတီဖွဲ့ပြီးအရှိန်ထက်မြင့်လာပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်အုပ်စုလော်ဘီတွေဟာတရားဝင်ခွင့်ရရှိရေးအတွက်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့ကြားကချိန်ချောင်းမှုဖန်ဆင်းမှုထောင်ချမှုတွေနဲ့အတူအွန်လိုင်းဖိနှိပ်မှုတွေကိုပါဇက်တိုက်ကျွလွန်လာနေကြောင်းသတိပြုနိုင်ဖို့တင်ပြလိုက်ရပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ခောက်ကွဲမှာ TNL နဲ့ PDF တွေကြောင်မြတ်တူးဖော်နေပြီးဘုံကျဲခံရမှာဆိုတာကြောင့်ပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးချကကြောင်မြတ်လုပ်ငန်းလုပ်ခွင့်ပေးတယ်လို့ Telegram channel တွေမှာပြန့်နှံ့လာနေတဲ့ post တခုကိုစစ်ဆေးကြည့်ပါမယ် subscriber 2သိန်းနီးပါးရှိတဲ့မှိုင်းဝေ Telegram channel ကနေနိုဝင်ဘာလ12ရက်နေ့မှာစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီ post ဟာလက်တလောအတွင်းမှာပဲ view 2800ကျော်ထိရှိပြီးတခြား Telegram channel တွေကလည်းကူးယူဖော်ပြထားကြတာကြောင့်ပြန့်နှံ့မှုနှုန်းများနေပါတယ်။ Telegram channel အများပြားမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေကို Google Reverse Search ကိုအသုံးပြုပြီးစစ်ဆေးကြည့်တဲ့အခါမှာမိုင်းသိမ်းထိုက်စောဆိုတဲ့ TikTok အကောင့်မှာတင်ထားတဲ့ video နဲ့ထပ်တူညီနေတာကိုတွေ့ရှိရပါတယ်။ဒီအချက်ကိုထပ်မံစစ်ဆေးအတည်ပြုနိုင်ဖို့မိုးကုတ်ခောက်ကွင်းဆိုတဲ့စာသားနဲ့ရှာဖွေကြည့်တဲ့အခါမှာ လွတ်လပ်တဲ့သတင်းဌာနတွေမှာလည်းရေးသားဖော်ပြထားတာတွေ့ရှိရပါတယ်။လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာတော့ဘိုးကုတ်ခောက်ကွင်းကအသေးစားကြောက်လုတ်ွက်တွေကိုတအန်းလွမြောက်ရေးတက်မလို့ TNL ကနိုဝင်ဘာလ၁ရက်နေ့ကစတင်ပြီးလုတ်ကင်ခွင့်ပြုခဲ့တာပါ။မိုးကုတ်မြို့ကို TNL ကထိန်းချုပ်ပြီးတဲ့နောက်မှာပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ကိုကန်တရုတ်တွေကလာရောက်ကြောက်မြတ်တူဖော်နေကြတဲ့နေရာပဲဖြစ်ပါတယ်။တရုတ်ရဲ့ဂျောင်းဝင်ဖိအားတွေကြောင့်မိုးကုတ်မြို့ကို တပ်အန်းတပ်ကစစ်ကောင်မရှင်တပ်စီပြန်ပေးမယ်လို့ကြေညာခဲ့ပြီးအဲ့ဒီလုပ်ငန်းရှင်တွေရန်နာသွားချိန်မှာတင်းနလီက80ရာခိုင်နှုန်းရယူပြီးမြို့ကန်ပြည်သူတွေက30ရာခိုင်နှုန်းရရှိက အသေးစားကြောက်တိုးဖို့မှုတွေကိုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။အခုလက်ရှိအချိန်မှာပြည်သူတွေအနေနဲ့တင်းနလီတပ်ကမိုးကုံမြို့ကနေပြန်မထွက်ခွာခင်နိုဝင်ဘာလ25ရက်နေ့အထိတိုးဖို့သွားကြမှာဖြစ်တဲ့အပြင် မြို့ရင်းမြို့ကန်အများစုကလည်းအခြားမြို့တွေကိုဆစ်ဆောင်နေကြပြီလို့ဒေသခံတွေကပြောထားပါဗျ။မိုးကုံမြို့ခောက်ကွင်းမှာပြည်သူတွေကိုကြောက်တူးဖော်ဝင်ပေးထားတာမှန်ပေမဲ့မိုးကုံမြို့ကနေထွက်ခွာတော့မဲ့ TNL ဟာ PDF နဲ့ပူပေါင်းပြီးပြည်သူတွေကိုလူသားတိုင်းလုတ်တယ်ဆိုတဲ့လိုအပ်ဆွဲရေးသားချက်ဟာမြို့နေလူထုကိုစိုးရိမ်စိတ်ဖြစ်စေတဲ့ရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ဝေထားတဲ့သတင်းအမှားအကြောင်းဟာပဲဖြစ်ပါတယ်။စီးရေးအခြေအနေတွေပြောင်းလဲနေတဲ့အရက်ဒေတာတွေမှာ အကြောင်းအရာတွေကိုလိုရာဆွဲရေးသားပြီးဒေသခံတွေစိုးရိမ်ထိတ်လန့်အောင်ရွေကျက်ရှိရှိနဲ့သတင်းအမှားတွေဖြန့်ဝေနေတာတွေကြောင့် online ပေါ်ကသတင်းတွေအကြောင်းအရာတွေကိုယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်မကွေးတိုင်းကြောမြို့နယ်ရွှေပင်ရွာကလူနေအိမ်တွေကို PDF တွေကမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုဖိုင်နဲ့ဖြန့်ဝေလာတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ Subscriber 2800ကျော်အထိရှိတဲ့ True Media နဲ့ Subscriber 3600ကျော်အထိရှိတဲ့နေပြည်တော် Telegram Channel တွေကနေနိုဝင်ဘာလ18ရက်နေ့နေ့လယ်ပိုင်းမှာနေအိမ်မီးလောင်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုအသုံးပြုပြီးဖြန့်ဝေခဲ့တာပါ။ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ကိုစစ်ဆေးကြည့်တဲ့အခါမှာ2022ခုနှစ်ဩဂတ်လ28ရက်နေ့မှာ စစ်ကောင်စီတပ်ကမကွေးတိုင်းကန့်ကောမြို့နယ်မောက်ရွာကိုမီးရှို့ခဲ့တဲ့ရုတ်တံဖိုင်နဲ့ထတ်တူညီနေတာကိုချင်းတွင်းရုံးမှ news Burmese edition ရဲ့ဖော်ပြချက်အရာသိရပါဗျ။အကြောင်းအရာကိုထပ်မံစီစစ်နိုင်ဖို့ကိုကဲမှာရွှေပင်ရွာဆိုတဲ့စာသားနဲ့ရှာဖွေကြည့်တဲ့အခါမှာလွတ်လပ်တဲ့သတင်းမီဒီယာတွေမှာရွှေပင်ရွာကိုစစ်တပ်ကမီးရှို့သွားတယ်လို့ရေးသားဖော်ပြထားတာကိုတွေ့ရှိရပါဗျ။လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာမကွေးတိုင်းကြောမြို့နယ်က ရွှေပင်ရွာကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ16ရက်နေ့မှာမီးရှို့ခဲ့တာကြောင့်ရွာလုံးကျွန်းနီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်။ကျောမြို့နယ်ကရွှေပင်ရွာဟာကျောကပါစာ23နဲ့ပေါက်ကပါစာ24စက်ရုံနှစ်ကြားမှာရှိပြီးကျောကပါစာ23စစ်တပ်စစ်ကြောင်းကမီးရှို့သွားတာလို့ရေးသားဖော်ပြထားပါတယ်။မီးလောင်ကိမှုရှိမှရှိကို TV ဖက်ချက်တင်းက Farmer ကို အသုံးပြုပြီး ကျောင်းမြို့နယ်ထဲကတည်နေရာကိုစစ်ဆေးကြည့်ရမှာမီးလောင်ကင်းမှုကိုအချက်ပြနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ရွှေပင်ရွာမှာနိုဝင်ဘာလ16ရက်နေ့ကမီးလောင်ခဲ့တဲ့ဖြစ်စဉ်မှာရွှေပင်ရွာကလူနေအိမ်တွေကို PDF တွေကမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီးအသုံးပြုထားတဲ့ရုပ်သံဖိုင်ကတော့အရင်အဟောင်းကိုပြန်သုံးထားတာဖြစ်ပါတယ်။ဒါအပြင် ရွှေပင်ရွာကို မီးရှို့သူတွေကလည်းကြောကပါစ23ကစစ်ကြောင်းဖြစ်တယ်လို့ တင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီးရွှေပင်ရွာကို PDF တွေကမီးရှို့တယ်ဆိုပြီးဖြန့်ဝေထားတဲ့အကြောင်းအရာဟာတင်းအမှားပဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေမှာရုပ်သံဖိုင်အဟောင်းတွေကိုမသက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့လိုအပ်ဆွဲရေးသားထားပြီးစစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို PDF တွေကကျူးလွန်တဲ့အောင်ဖော်ပြထားကြတာကြောင့် အွန်လိုင်းပေါ်ကသတင်းအကြောင်းအရာတွေကိုယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ဲ့အမျှပြောင်းလဲနေတဲ့ခေတ်စီထက်မှာအွန်လိုင်းသုံးဆဲသူတွေအနေနဲ့တက်ဆင်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြရမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DVV Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တက်ရင် Fact Check ကြပါလို့သတင်းစကားပါရင်ね DVV Fact Check စီစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။